မင်္ဂလာပါရှင်ဒီနေ့မှာတော့ဂျော်ဂျီယာပြည်နယ်စဘာနာမြို့ရဲ့အကြောင်းကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ပညာရေးမူလရန်နဲ့အထက်တန်းပညာရေးအတွက်စဘာနာချက်တန်းကောင်တီ Public School System ဆိုတဲ့ပြည်သူ့ကျောင်းရှိပါတယ်။သိပ္ပံနည်းပညာအင်ဂျင်နီယာနဲ့သင်္ချာပညာရေးကို အထူးအရေးပေးပါတယ်။ Dustan Academy at Bala ကတော့တနိုင်ငံလုံးမှာထိပ်တန်း STEM အလဲတန်းကျောင်းအဖြစ်အသိအမှတ်ပြုခံထားရပါတယ်။ တက္ကသိုလ်ပညာရေးအနေနဲ့ Savannah State University, Georgia Southern University, Savannah College of Art and Design စတဲ့နာမည်ကြီးတက္ကသိုလ်တွေတည်ရှိပြီးပညာရေးချင်းမြင့်သောကြောင့်လူငယ်တွေဖွံ့ဖြိုးဖို့အတွက်အထောက်အကူဖြစ်ပါတယ်။စီးပွားရေး Poro Savannah ဟာအမေရိကန်နိုင်ငံထဲမှာအကြီးဆုံးကွန်တိန်နာစိတ်ကန်းတစ်ခုဖြစ်ပြီး Savannah ရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက်အရေးကြီးတဲ့စိတ်ကန်းစီးပွားရေးတစ်ခုဖြစ်ပါတယ်။ လီယင်ထုတ်လုပ်ရေးမီဆူဗီရှိဟစ်တာချီပါဝါစနစ်ဂျော်ဂျီယာပစိဖစ်တို့လိုစက်မှုလုပ်ငန်းကြီးတွေလည်းရှိပါတယ်။လက်ရှိမှာလည်းဟွန်တိုင်းကတော့ဖျက်စစ်ကားစက်ယုံတစ်ခုတည်ဆောက်နေပါတယ်။တမိုင်းဝင်အဆောက်အုံများတောအုပ်များနဲ့နိုင်ငံရေးတမိုင်းဝင်နေရာများကြောင့်ဆဗာနာဟာခီးသွွားစည်းဝါးရေးအတွက်ထင်ရှားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ လမ်းပန်းဆက်သွဲရေးအများပြည်သူ အသုံးပြုရေးရင်လိုင်းများစွာရှိပါတယ်။လျှက်စစ်ဘတ်ကားတွေလည်းစတင် အသုံးပြုနေပြီဖြစ်ပါတယ်။ယထားနှင့် လူစည်းသင်္ဘောလမ်းကြောင်းတွေလည်းရှိသည့်အတွက်သွားရလာရလည်းလွယ်ကူပါတယ်။ ကျမ်းမာရေးစဘာနာမျိုးမှာကျမ်းမာရေးဝန်ထမ်းများစွာရှိသည့်အတွက်ကျမ်းမာရေးဆောက်ရှောက်မှုအားကောင်းပါတယ်1804ခုနှစ်ကတည်းကတည်ရှိနေတဲ့အမေရိကန်ရဲ့တပ်တန်းရေးဆေးရုံတစ်ခုဖြစ်တဲ့ Candela Hospital တည်ရှိသည့်အတွက်ကျမ်းမာရေးအတွက်အလွန်အဆင်ပြေပါတယ်ယာတီဥဒု ယာတီဥဒုအမျိုးအစားကတော့ဆွဆွပြီးပူပြင်းတဲ့ယာတီဥဒုအမျိုးအစားဖြစ်ပါတယ်။နွေရာသီမှာအပူချိန်မြင့်ပြီးမိုးအယမ်းရွာတက်ပါတယ်ဆွဆွမှုများပါတယ်ဆောင်းရာသီမှာအင်းရတဲ့ရာသီဖြစ်ပြီးဆောင်းလွင်းကာလမှာမြို့တစ်မြို့လုံးလှပနေတတ်ပါတယ်ဟာရီကိန်းစီဇန်ကတော့ဂျွန်မှနိုဝင်ဘာထိဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်